်မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှတဲ့တို့ပေါ်သူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်မတ်လ14ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စတိုင်းချစ်ရှုသူအလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ဂျေဇုတင်ပါရစေ။နေ့တိုင်းနှုတ်ကပတ်တော်နားထောင်သောသူများကိုကောင်းချီးပေးတဲ့ ဒီကနေ့ညနေလေးချစ်စုကိုအားလုံးကိုကောင်းချီးပေးတယ်။နှုတ်ဘတော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါကျွန်တော်ပြောခြင်းထက်ကိုတော့ပြောခြင်းသာဖြစ်စေပါ။သခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါれဖျား။အာမင်။ဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေ။ကျွန်တော်ဆုတောင်းသူတဦးရှိရမယ်နော်။စိတ်နေသဘောထား။အဲ့ဆုတောင်းသူတဦးမှရှိရမယ်စိတ်နေသဘောထားဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေတယ်။အဲ့တော့ လောကမှာယုံကြည်သူခရိယာများဟာဘုရားသခင်ကိုဆုတောင်းပါတယ်။အဲဆုတောင်းတာဘုရားသခင်ကတိတ်နှက်သက်တယ်။သို့တော်ညာလဲဆုတောင်းသောသူတယောက်မှာရှိရမယ့်စိတ်နေသဘောထားလဲသိဖို့လိုတယ်။ဒါကိုကျွန်တော်နားထောင်နေတယ်။အဲတော့ဆုတောင်းတဲ့သူတဦးကရှိရမယ့်စိတ်နေသဘောထား၁၀ခုရှိပါတယ်။အချက်၁၀ချက်။အဲတော့ကျွန်တော်တရက်ကိုတစ်ခုစီနားထောင်တာဒီကနေ့ဆို၄ခုမြောက်ကိုရောက်ပါပြီ။အော်နံပါတ်၁ဆုတောင်းတဲ့သူတယောက်က သူ့မှာနံပါတ်၄ရှိရမှာယုံကြည်ခြင်းရှိရယုံကြည်ခြင်းရှိမှဘုရားစိတ်တော်နဲ့တွေ့ပါတယ်အခြားရာရှိလို့ပတ်စံပညာရာထူးဥစ္စာရှိလို့ဘုရားစိတ်နဲ့တွေ့တယ်လို့မပြောပါဘူးယုံကြည်ခြင်းရှိတဲ့သူကိုဘုရားစိတ်နဲ့တွေ့တယ်လို့ဘုရားသခင်ကပြောပါတယ်အဲ့လိုပြောလို့အခြားရာမရှိရဘူးလို့မပြောပါဘူးရှိရမယ်သို့တော်ကြလေယုံကြည်ခြင်းရှိမှဘုရားစိတ်တော်နဲ့တွေ့ခြင်းခံရတယ်ဆိုတော့ကိုတွေ့ရတယ်ဒါကြောင့်ဒီကနေ့ဆွတ်တောင်းတဲ့သူမှာ နံပါတ်1ယုံကြည်ခြင်းရှိရမယ်နံပါတ်2ကရဲရင်ခြင်းရှိရဒါတော့ဖျားထံတိုးဝင်ချင်းကပ်တဲ့သူကရဲရင်စွာတိုးဝင်ချင်းကပ်ဖို့လိုအပ်တယ်ဆိုတာကိုတွေ့ရတယ်ဟိဘဲခန်းကြီး၄အငယ်16တိယောခန်းကြီး၅အငယ်14ကိုဖတ်ရင်တွေ့ရမယ်ဒါလည်းကျွန်တော်နားထောင်ခဲ့ပြီနံပါတ်3ကတော့စုတောင်းတဲ့သူတို့မှာယိုသေးလေးမျက်ချင်းရှိရမသက်ခန်းကြီး6အငယ်9အဲ့တော့ဘုရားကိုကိုးကွယ်တဲ့သူကယိုသေးစွာကိုးကွယ်တတ်ဖို့လိုရဲဆိုတော့ တွေ့ရတယ်ဒါလေးကျွန်တော်အများကြီးရှင်းပြခဲ့ပါပြီကဲဒီကနေ့နံပါတ်၄စရုပ်ထအချက်ကတော့စုတောင်းတဲ့သူတူဟာဇွဲလုံးလဝိရိယရှိရတကယ်ဒီကျွန်တော်ကစုတာတောင်းတယ်ဇွဲမရှိတဲ့အခါဘုရားသခင်က ပေးရမယ့်အရာ မပေးတော့တကယ်ဒီကျွန်တော်ကရောက်လာတော့မယ်စုတောင်းတဲ့အရာကဘုရားကကောင်းငင်တမန်နဲ့လွတ်ပေးနေပြီရောက်လာတော့ ဒါပေမဲ့အဲ့ဒီရောက်လာတော့မယ့်ချိန်မှာကိုကဇွဲမရှိပဲညီးလိုက်တော့ကိုကောင်းကြီးကသူများအိမ်ရောက်သွားတက်တယ်။နောက်ကျွန်တော်ကဇွဲရှိရစစ်တောင်းချင်းမှာဆရာကြီးဒီအယ်မူဒီကသူ့တငယ်ချင်းရဲ့သားနှစ်ယောက်ပြောင်းလဲဖို့52နှစ်သူစစ်တောင်းခဲ့ဒါပေမဲ့သူဇွဲရှိတယ်သူတကယ်ချင်းသားနှစ်ယောက်ပါတစ်ယောက်ကဆီယီဒီအယ်မူဒီ ဘုံတော်ဝင်စားတဲ့နေ့မှာအသက်တာပြောင်းလဲတယ်။နောက်တစ်ယောက်ကကြတော့အဲ့ဘုံတော်ဝင်စားပြီးနောက်နှစ်နှစ်ကြာမှပြောင်းလဲတယ်။အဲ့တော့သူတငယ်ချင်းသားပြောင်းလဲဖို့92နှစ်ဆုတောင်းတယ်ဆိုတာလွယ်တော့ကိစ္စတော့မဟုတ်။ဒါပေမဲ့သူဇွဲရှိတယ်ဟိုနေ့အောင်လည်းပြောင်းလဲတယ်။တောင်းနေရင်ကျွန်တော်တို့ကဇွဲရှိဖို့လိုတယ်။အော်ကျမ်းစာထဲမှာလုကာခန်းကြီး၁၈အငယ်တကယ်ငါလုကာခန်းကြီး၁၇အငယ်ငါကနေ၈ကိုဖတ်ရင် အဖြစ်ပြက်နှစ်ခုကျွန်တော်တွေ့ရလုက18တက5ကတော့ကျွန်တော်တို့အားလုံးသိတဲ့အဖြစ်ပြက်တခုဒါသခင်ရှုကပြောတဲ့ဥပမာတခုအဲ့တော့ဗာလဲဆိုမြို့တစ်မြို့မှာဘုရားသခင်ကိုမချောက်လူကိုလည်းအာမနာတတ်တဲ့တရားသူကြီးတယောက်ရှိတယ်မုတ်ဆိုးမတယောက်ကအဲ့ဒီတရားသူကြီးရှိ သွားပြီးသူ့ကိုရံပတ်ပြုတဲ့သူတို့တရားစီရင်ပေးဖို့သွားပြီးတောင်းပါအော်ဒီတရားသူကြီးကဘုရားသခင်လည်းမကြောက်လူလည်းအာမနာဆိုတော့သိတဲ့အတိုင်းသူမသိကြောင်ပဲဆောက်တယ် ဒါပေမဲ့ဒီဘုံဆိုးမတက်ခါတက်ခါသွားပြောတက်ခါတက်ခါသွားပြောတော့ကြာတော့ဒီတရားသူကြီးကမခံနိုင်ပဲနောက်ဆုံးတရားစီရင်ပေးလိုက်ရအဲ့ဒါဒုက္ခခန်းကြီး78အငယ်1ကနေ9အထိဖိုင်ကျွန်တော်တွေ့ရအောင်သခင်ရှုကပြောတယ်ဘုရားသခင်ကမကြောက်လူကိုလည်းအာမနာတဲ့ဒီတရားသူကြီးတောင်ဒီဘုံဆိုးမခဏခဏသူ့ရှိလာပြီးတော့ပြောတဲ့အခါစီရင်ပေးရရင်ဘုရားသခင်ကသူ့သားသမီးဇွဲနဲ့ဆုတောင်းတဲ့အရာကို ပို့တော်လုတ်ပေးမယ်ဆိုတာကိုဒါတကီရှုကဥမာပြောခဲ့။နောက်ဥမာတစ်ခုကတော့တိတ်ကောင်းတဲ့ဥမာလူကာကန်ကြီးဆက်တဲ့အငငားကနေရှက်။လူတယောက်ကသူ့အိမ်မှာဧည့်သည်လာတော့အဲ့ဧည့်သည်ကိုကျွေးစရာမုတ်မရှိလို့တကောင်ချိန်ကြီးမှာသူ့ရဲ့အဆွေခင်မုန်းအိမ်ကိုသွားပြီးတော့မုတ်သုံးလုံးလောက်ချီးပါလို့တော့တောင်းတယ်။အဲ့ချိန်မှာဟိုတယောက်ကလည်းအမပေးနိုင်ဘူးလို့ပြောတယ် ါပေမဲ့တောင်းတဲ့သူကလည်းတကားကိုခဏခဏခောက်ပြီးတောင်းတော့ဟိုလူကနောက်ဆုံးအင်းရင်ပြတ်တော့နောက်ဆုံးထပေးလိုက်ရအဇွဲရှိစွာဖြင့်တောင်းခြင်းပဲအဲ့တော့တကယ်ရှုကဥပမာပေးထားတယ်လူကခန်းကြီး၁၁အငယ်၅နေရှစ်တော်တကယ်ရှုပေးထားတဲ့ဒီဇွဲရှိဖို့အတွက်ဆိုရက်အရာဟာကျွန်တော်ရဲ့နှလုံးသားမှာစုတောင်းတဲ့သူတယောက်မှာဇွဲလုံးလာဝရိယာရှိကို ရှိရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ချက်တော်ညီကိုမောင်မ တင်တောင်းတာတလနဲ့မရရင်နှစ်လဆိုပြီးနိုင်နှစ်လမရရင်သုံးလကြာရင်ပြီးနိုင်တယ်လနဲ့ခြေပြီးမရရင်နှစ်နဲ့ခြေရင်လည်းပြီးနိုင်တယ်တနှစ်မရရင်နောက်တစ်နှစ်ပြီးနိုင်တယ်နောက်တစ်နှစ်မရရင်နောက်တစ်နှစ်ပြီးနိုင်တယ်ဖခင်ကမပြီးနိုင်တာဘာမှမရှိဘူးအစ္စရေလကျုံမဝါနဲ့လွတ်မြောက်ဖို့ဆုတောင်းတာနှစ်ပေါင်း430ဆုတောင်းတာကျောင်းသားတို့ဖတ်ကြည့်နှစ်430ဒါပေမဲ့လွတ်အောင်ဖခင်ပြန်လုပ်ပေးတယ် တောင်ချမ်းသာထဲမှာဆုတောင်းတဲ့သူတွေရဲ့တက်တာကြည့်ကြည့်နှစ်ပေါင်များစွာသူတို့ဆုတောင်းခဲ့တောင်းတဲ့အတိုင်းဖျားပေးတယ်တောင်းနေနေချက်တော်ညီကောင်ကဒီနောက်ကတော့နားထောင်သောသူများ သင်ဆုတောင်းချက်ကိုယနေ့ထိမရသေးပိုတောင်းပိုဇွဲနဲ့တောင်းအဲ့ဒီပေါ်မှာဖျားကြည့်အလုတ်လုတ်မင်းဆိုတာကိုအပီးခြင်းတယ်တိုင်လာဟာသူများနိုင်ငံရောက်တဲ့အခါချက်ချင်းဝင်ကြီးတန်းဖြစ်တာမဟုတ်ဘူးသူမှဒုက္ခပြဿနာအများကြီး ဒါပေမဲ့နေ့တိုင်းယေရုရှလင်မြို့ကိုကြိတ်ပြီးကရင်ပေါက်ဖွင့်ပြီး၃ချိန်နေ့တိုင်းဇွဲနဲ့ဆူတောင်းတာတလောက်ဆိုးညက်တဲ့နေဘုကနေစာလိုဘရင်အသက်တာပြောင်းလဲပြီးသူဝင်ကြီးဖြစ်လာတာဟောဒီအောင်ကြည့်ကြပြီဒီဇွဲလုံးလဝရိယာရှိခြင်းဆိုတာခရိယံတတ်တာမှာအလွန်တရာမှအရေးကြီးတယ်ဇွဲနဲ့ဆူတောင်းတာတောင်းချမ်းသာထဲမှာဒီဇွဲနဲ့ဆူတောင်းတဲ့အရာတွေပေါ်ဘုရားခေတ်ကပေးတယ်ဗျဘုရားပေးတယ် ဣဒရာနဲ့လူမျိုးတော်တမိန်ထုတ်မယ်လို့အာရွှေယုကတစိတ်ထုပြီးလက်မှတ်ထိုးလိုက်တဲ့အရာဒီတမျိုးလုံးတတ်ဖို့၁၇လအတွင်းတတ်မှာဂျူးတွေဒါပေမဲ့သူတို့၁၇လလုံးဆုတောင်းထပ်တိုးပြီးအစာရှောင်ပြီးတောင်းပလိုက်တယ်အဲ့ဒီအာရွှေယုကတမိန်ထုတ်တဲ့ဘယင်ကပြန်ပြင်ပေးရတယ်ဘာကြောင့်လဲသူတို့ဇွဲနဲ့ဆုတောင်းတာအော်ဒီကနေ့ ချစ်တော်ညီကိုမောင်မဒီကနေ့ညနေနှက်ွက်တော်နားထောင်နေသူများအားပေးခြင်းနဲ့တဲ့အသက်တာတဲ့မိသားစုတဲ့သားသမီးတို့တဲ့အလောက်ကိုင်းတို့တဲ့ဘဝမှာရင်ဆိုင်ရတဲ့ပြဿနာအခက်အခဲတခါလေကျမ်းမာခြင်းယောဂအမျိုးစုံသောအရာတို့တဲ့ဆုတောင်းတာယနေ့ထိမပြည့်သေးရင်ထပ်တောင်းဇွဲနေတာတောင်းအဲ့ဒီဖရအံ့ဩပွေတတ်တည်ထူမယ်ဆိုတာကိုအားပေးခြင်း တောင်းတကင်းချစ်တော်ညီကိုမောင်မဇွေးရှိတဲ့သူရဲ့ဆုတောင်းဆောင်ဘုရားသခင်ကတိတ်ပြီးတော့နားထောင်တောင်းကျွန်တော်ဆုတောင်းမှုခေါင်းငုံလိုက်တာနဲ့တဲ့ဆုတောင်းခြင်းကိုအဖြေပေးဖို့ကောင်းငင်တမန်နဲ့ဘုရားလွတ်လိုက်ပြီဒါပေမဲ့လမ်းမှာအမျိုးမျိုးအဖြတ်အမှောက်တွေရှိတတ်တယ်ဆာရမဏေကလည်းအဲ့ဒီဆုတောင်းတဲ့အရာတွေပြည့်ဖို့တော့အမျိုးမျိုးမရအောင်လိုက်ဖြတ်တတ်တယ်ဒါပေမဲ့သင်ဇွေးနဲ့သာဆုတောင်း ရောက်ရလာမှာဖြစ်တယ်တော့ယောဘအချစ်ချစ်သူမားတာလည်းမဟုတ်သူမှဘာမှချွင်းချက်ရှိတာလည်းမဟုတ်စာရာဖယားနဲ့ယောဘဇွဲနဲ့တကယ့်ကိုလက်ပွန်တီးသွားနေတဲ့အရာကိုမချေနဲ့လို့မနာလို့လို့ဖယားကိုသွားတတ်တိုင်တာကဲဘလောက်တောင်အောင်စရာကောင်းတော့ယောဘဘာမှပြည့်ကြီးကြီးမားမားကျူးလွန်ထားတာလည်းမဟုတ်ဘူး ဒါပေမဲ့ယောဘဘလောက်ဇွဲကောင်းလဲဖျားနေသူနဲ့တသားတည်းသွားလာနေတာအဲ့တော့ဆာရမနာလိုပဲသွားတိုင်တော့ဘုရားသခင်ကလည်းလွတ်ပေးလိုက်တယ်ရတယ်မင်းစုံစမ်းဒါပေမဲ့အသက်မထိနဲ့တကြီးရထဲမှာ စီးစိမ်အကုန်ကုန်ကောင်းယောဘတရက်ထဲမှာသူကုံသွားတဲ့စီးစိမ်ကအခုခေတ်ကခန့်မှန်းရင်အမေရိကန်ဒေါ်လာတန်း60လောက်တရက်ထဲကုံသွားတယ်လို့ခန့်မှန်းရတယ်။ဒါပေမဲ့သူစိတ်တက်မကြောက် ဇွင်းနဲ့ပဲဆုတောင်းတယ်ဇွင်းနဲ့ဒီဖျားနဲ့တိုးဝင်ချင်းကတကနှစ်ဆပြန်ရတော့ဒီကနေ့တင့်တတမှာကုန်ခန်းတာတွေရှိလိမ့်မယ်ကိစ္စမရှိဆုံရှုံတာတွေလည်းရှိလိမ့်မယ်ရတယ်ဘာတွေရှုံရှုံဘာတွေကုန်ကုန်အဓိကကဖျားရဲ့ဂတိတော်မကုန်ဘူးမိတ်ဆွေတင်းရဲ့နှလုံးသားနဲ့ဇွင်းနဲ့ဆုတောင်းကြရမကုန်ဘူးအဲ့ဒါအဲ့တော့ဘယ်သူမှလာယူလူယူလို့ရတဲ့ကိစ္စမဟုတ်ဘူး တောင်းဇွဲနဲ့တောင်းမယမကတောင်းထိုဘုရားကပြီးမှာတောင်းယာကုတ်ကကောင်းငင်မှာနဲ့နဘာလုံးနဲ့ကမိုးလင်းအန့်ဆဲတဲ့ကကောင်းငင်မှာလွတ်ပါလို့ပြောတယ်အဲ့တော့ तू ဇွဲနဲ့တောင်းနဲ့ကောင်းကြီးမပေးမလို့ဘူးတဲ့နောက်ဆုံးပေါင်စစ်ဖြုတ်ထွက်ပြီးတော့ကောင်းကြီးပေးပလိုက်ရတယ်နာမည်လည်းပြောင်းပလိုက်ရတယ်မနမိုးလင်းတဲ့ကခြေထောက်တော့ထောင်းနေသွားတယ်ဒါပေမဲ့ကောင်းကြီးကတော့ခိုင်ခန့်သွားတယ်အနာဂတ်ကတော့ခိုင်ခန့်သွားတယ်လှပတယ်ဘာကြောင့် ဇွဲနဲ့တောင်းတောင်းတခင်ချက်တော်ကြီးကိုမောင်တော်မရဇွဲနဲ့သာဆုတောင်းဖခင်ကတင့်ကိုအံ့ဩဖွယ်ပြုမှဖြစ်တယ်တကြောင်ကျမ်းစာထဲမှာမတရားတဲ့တရားသူကြီးကိုမုတ်ဆိုးမှဇွဲနဲ့သွားတောင်းတဲ့ကမတရားတဲ့တရားသူကြီးစီရင်ပေးရမိမိအိမ်မှာဧည့်သည်လာလို့ကျွေးစရာမဟုတ်မရှိလို့အဆွေခင်မိုးအိမ်မှာဇွဲနဲ့ညတကောင်မှာတကားခောက်တောင်းတဲ့အခါမှာတကားဖွင့်ပြီးပေးလိုက်ရတယ် လူတော်မှ နာကြီးမခံနာကြိုက်မခံလှုပ်ပေးရဖရာသခင်ကတရားတယ်ဖရာပါ သူ့နာတော်မှာနာညောင်းဖို့ကျွန်တော်ကနှလုံးသားပါလျက်ဇွဲနဲ့တောက်ဖရာနာညောင်းရင်တဲ့အော့ဘွယ်ကောင်းကြီးတင်ခံစားရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကြည့်ရှုတဲ့ online ပရိသတ်များမရသေးတာအလုံးတင်တို့ကိုနှုတ်ကပတ်တော်ဓာတ်ရိုက်စကားပြောရင်ဇွဲနဲ့ဆက်တောက်အော့ဘွယ်ဖရာသခင်တတ်သေးတွင်တင် မိတ်မောတွေ့ဝေပြီးလန့်သွားလန့်သွားမယ်ရှော့တောင်ရတော့ကျန်စာထဲမှာရှော့ရသွားတဲ့ဖြစ်ပျက်တွေရှိတယ်အဲ့ဒါပေတရုဂေနေသရအိုင်မှာတညာလုံးငါးဖမ်းတာပေတရုလောက် professional တန်ခါသေးကပေတရုပဲသူဆရာကြီးပဲဒါပေမဲ့ဖျားမပါတဲ့အခါတကောင်းမှမရဒါပေမဲ့နောက်နေ့သခင်ရှုလေပေးလိုက်တဲ့အခါသခင်ရှုကပြောရမိရေနဲ့ရရွှေပိုက်ကုန်ချဆိုတော့အဲ့ဒီသခင်ရှုအမိတ်နဲ့သူလှုပ်လိုက်တာတညာလုံးမရတာသူအသိဆုံး ဒီတကတော့ရေကြည့်ပြီးပိုက်ကိုမချောက်ယေရှုကြည့်ပြီးလမ်းချတဲ့အခါအဲဒီဇွဲလုံးလာဝရိယာနဲ့ယုံကြည်ခြင်းနဲ့လှုပ်လိုက်တကတအိုင်လုံးကငားတယ်သူ့ပိုက်ကုန်နဲ့ဝင်ချလာပေရုလန့်သွားတယ်မိတ်မောတွေ့ဝေသွားတယ်တခေရှုပေးတာတစ်ချက်တည်းပြန်ရဟောဒီနေ့သင်သက်တာမှာဆုံးရှုံးတာအလုံးဖျားပေးရင်ဇွဲနဲ့တာတောင်တစ်ချက်တည်းလည်းပြန်ရတစ်ချက်တည်းလည်းပြန်ရမိနစ်ပိုင်းတွင်းလည်းပြန်ရတယ် ်ရုံသောစိတ်နဲ့ဇွဲလုံးသောဝိရိယနဲ့တောင်းတော်သူများဖြစ်ဖို့အပေးခြင်း။ဒါကြောင့်နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးဒီကုန်းချုပ်ချတယ်။တခါတော့ကခွဲစိတ်ခံတစ်ခုမှာရှင်ဝင်ကြီးတယောက်ကဥဆောင်မိသူခွဲနေတယ်။ဘေးမှာ nurse တွေလည်းကူညီတယ်။အဲ့ဒီ nurse တွေထဲမှာသူနာပြုတ်နေတယ်မှာသူနာပြုတ်တယောက်ကသူကဒီရှင်ဝင်ကြီးခွဲစိတ်ပြီးတဲ့အခါမှာအဲ့ဒီခွဲစိတ်မှုပြီးတဲ့အခါပြန်ချုပ်တော့မှာ ချုပ်တော့မဲ့အချိန်မှာဆရာဝန်ကြီးကိုသူကလှမ်းမိတယ်ဆရာကြီးဒီလူနာခွဲတာကျမတို့ဂွန်းစဆတ်နှစ်ဆထည့်ထားတာလीအခုဘိုက်ထဲမှာဂွန်းစတစ်ဆကြံခဲ့လားမသိဘူးတဲ့ဆတ်နှစ်ဆမတွေ့ဘူးအခုပြန်ထုတ်တာဆတ်တစ်ဆပဲရှိတယ်တခုကြံနေတယ်ဆရာဝန်ကြီးကပြောမဟုတ်ဘူးတဲ့ငါထုတ်ပြီးပြီတဲ့အဲ့ဒါနဲ့ထုတ်ပြီးပြောပြီးဆရာဝန်ကြီးကစချုပ်နေပြီကြံတဲ့ nurse တွေကတော့မပြောရုပ်တီး nurse ကချက်ချင်းမပြောရဆရာကြီး ။ဦးဆက်တစ်ခုပဲရှိတယ်နော်။ခွန်းစားကြံရင်ထက်ခွဲနေရမယ်။ဆရာဝန်ကြီးကပြောမဟုတ်ဘူးတဲ့ငါထုတ်ပြီးပြီတဲ့။ဒါပေမဲ့နောက်ကရည်လိုက်တာဆက်တစပဲရှိ။အရင်တတိယကြိမ်ဒီသူနာပြောကထပ်မေးတယ်ဆရာကြီး။ဆက်နှစ်ဆထုတ်ရမှာဦးဆက်တစပဲရှိတယ်ဆရာကြီးထုတ်ပြီးတာပြောတယ်ကျွန်မမတွေ့ဘူးနော်။ဆရာကြီးကပြောမဟုတ်ထုတ်ပြီးပြီတဲ့။ချုပ်။ဟာနောက်ဆုံးဇရုဒကြိမ်ကြတော့ဆရာကြီး။အဲ့ဒီဆက်တစဆက်နှစ်ဆမြောက်ခွန်းစားမတွေ့ရင်တော့အစင်ပြေမှာမဟုတ်ဘူးနော်လို့ပြောတဲ့အခါဆရာဝန်ကြီးက ဟာမင်းသူမြောက်တော်တော်တွေးပြီးတက်တာပဲကွာတဲ့မင်းနားကြိုက်အောင်ငါပြောတယ်ကဲအဲ့ဆက်နှစမြောက်ခွန်စာငါပြမယ်ဆိုဇေဝန်ကြီးကသူ့ခြေထောက်ကိုမပြလိုက်အဲ့သူ့ဖနာအောင်မှာဆက်နှစမြောက်ခွန်စာရှိနေတယ်မင်းချိန်납ပြီလားဟာအဲ့ကြမှာဒီသူနာပြောချိန်납ပြီဒီသူနာပြုတ်လေးရဲ့နှလုံးသားတကယ်တော့သူနဲ့သွေးမတော်သားမဆက်လူနာတယောက်ဒါပေမဲ့ဒီခွန်စားပိုက်ထဲမှာကြံနေရင်ဒုက္ခရောက်မှာစိုးလို့ဟိုဆရာကြီးကထုတ်ပြီးပြောတယ်ဒါပေမဲ့ तू မမြင်ရလို့ तू ဒီလူနာဒုက္ခရောက်မှာဆိုလို့ तू ဇွဲနဲ့တောင်းပေးနေတာနောက်ဆုံးဆရာကြီးကဖဏတ်မြောက်ပြရတယ်ဒီမှာတွေ့လားဆက်နှဆမြောက်မြင့်ကျင်တ်ပြီလားအဲ့ကြမှာသူနာပြောကျေးဇူးတင်ပါတယ်ကျန်တဲ့သူနာပြောဘူးသူကမပြောဘူး तू တယောက်တည်းပြောနေတာ तू တပားအတွက် तू တောင်းဆိုပေးတာ तू တပားအတွက်တောင်းဆိုပေးတဲ့အရာတော်မှချက်ချင်းဒီလောက်ရဟင် ဒီကနေ့တင့်တော့တောင်းဆိုတဲ့အရာတင်သူတစ်ပါးတော့တောင်းပြီးတဲ့အရာမြန်မာပြည်တော့ကဘာကြီးတော့တင့်နေ့စဉ်ဆုတောင်းနေတဲ့အရာတွေအားလုံးကိုဇွဲနဲ့ဆုတောင်းမိတ်ဆွေဖယားတခင်ကအံ့ဩဖွယ်ပြုတ်မှာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ဆုတောင်းတော်သူမှာရှိရမယ့်စိတ်နေသဘောထားနံပါတ်၄သည်ဇွဲလုံးလဝိရရှိစွာဆုတောင်းတဲ့သူကိုယ်သာလေဖယားကအံ့ဩဖွယ်တက်တည်ထူတယ်ဆိုတာအပီးရင် နေကုန်ချုပ်သူနဲ့ကျွန်တော်ရောက်ချင်းစီတိုင်းဖြတ်ရှင်သားပြီးကောင်းချီးပေးပါစေညီသက်ချင်းရှိပါစေ God bless you all ကျွန်တော်ဂျင်ညာဆရာကတော့ကျွန်တော်ယခုတောင်ကြီးပန်သခွားအနေနဲ့ live stream နေခြင်းဖြစ်ပါတယ်ကျွန်တော်နှစ်ဖန်စနေနေ့နနက်6နာရီခွဲမှာကျွန်တော်ချက်ရင်းယုံကြည်ခြင်းနဲ့ချင်းသိတော့မှာအာယုံဥပ္ပုကိုကိုခြင်းခါတိုင်းလို့ရှိပါတယ် Reverend Solid 2နောက်ကတော့ဝေငှမှာဖြစ်တဲ့ဒါကြောင့်အာယုံဥပ္ပုကိုကိုခြင်းကို တွားရောက်နိုင်ကြောင်းအထူးပဲဖော်ပြသလိုလာမယ့်တနင်္ဂနွေနေ့ကျော်16ရက်နေ့နာ9နာရီခွဲမှာလေကျော်6ရက်နေ့ယုံကြည်ခြင်းနဲ့ချင်းသိတော်မှာဒင်းတွေဝတ်ပြုကိုးကွယ်ခြင်းပုံမှန်ဝတ်ပြုကိုးကွယ်ခြင်းရှိပါလေ Reverend Saul Tonton Lin နှုတ်ဝတ်တော်ဝင်ငှမှာဖြစ်ပါလေဒါကြောင့်တနင်္ဂနွေနေ့မှာလေချက်သောညီကိုမောင်တို့အားလုံးတွားရောက်နိုင်သလိုလာမယ့်ဒီ Sunday 16ရက်နေ့တနင်္ဂနွေနေ့လေ17နာရီမှာကျွန်တော်တောင်ကြီး ပန်သခွန်းနှင်းချင်းခရိယံတင်းတော်မှာကျွန်တော်ကတော့ဝေငှမှာဖြစ်ပါတယ်။ဒါကြောင့်တောင်ကြီးမှာရှိတဲ့ညီကိုမောင်တို့မှာအေတာယာကလောဆက်သဖြင့်နိဇယရှိတော်ညီကောင်မောင်ကအလုံးလာရောက်နားထောင်နိုင်သလိုအဲဒီနှုတ်ဘတ်တော်အဖြစ်သင်တို့ကိုဖျက်ရှင်ကအများကြီးစကားပြောမယ်ဆိုတာကိုယုံကြည်ပါတယ်ဒါကြောင့်အလုံးကိုနှွေထွေးစွာကျေးဇူးပါတယ်ဒီကနေ့ချစ်ရှုသူအလုံးကိုဖျက်ရှင်တာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေ God bless you all ဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်ဖျားရဲ့မြစ်တာတော်တာရောယေရှုခရစ်တော်ဖျားရဲ့ကျေးဇူးတော် ဒုက္ခဒုက္ခဘလို့ရှိပါစေကျွန်တော်ကိုလမ်းပြပို့ဆောင်သောတန်ရှင်သောဝိညာဉ်ဖျားရဲ့ကွဲကဆောက်မှခြင်းသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောဒီကနေ့မွန်းနေ့ချောက်တဲ့ကရတာခန့်ညီလိုင်းတဲ့တကွာဖဖျားမွန်းနေ့ရှင်မစင်မင်းမဆဒီကနေ့မွန်းနေ့ရှင်သီးသီးပေါ်သို့တက္ကောမွန်းနေ့ချောက်တဲ့ဦးဒေးဗစ်ဆမမေရီဘဲနဲ့တကွာမိသားစုများမွန်းနေ့ရှင်သီးသီးပေါ်သို့တက္ကောမင်္ဂလာနေ့ပတ်လည်ချောက်တော်သူသီးသီးပေါ်သို့တက္ကောဘုံတော်ဝင်စားသောမိသားစုများနဲ့တကွာ ကြံရှိတဲ့မိသားစုများနဲ့တိတ်ချင်းရဖို့တော်တော်ကောင်းကိုအောင်သူနဲ့တကွဇနီးတဲ့ကိုရသမီးကြီးမမီရီယံမိသားစုမှစကျွဲဝဆုံနေတဲ့ကောင်းကြီးတွေခန်းစားရသလိုချစ်ရှုတဲ့ဓမ္မပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တော်ကောင်းအွန်လိုင်းကချစ်ရှုတဲ့ YouTube Facebook ကကြည့်တဲ့ဓမ္မပရိသတ်များမချမ်းမာတဲ့သူအားလုံးချမ်းမာခြင်းခက်ခဲတဲ့သူတွေလွတ်မြောက်ခြင်းဒုက္ခယောဂသောက ပြတနာဘိဥပခံစားနေတဲ့သူတွေဖခင်ရဲ့လက်တော်ကွယ်ကာစောက်မှခြင်း ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလစင်မြင်ကောင်းချီးပြပြတက်ရောက်တည်ရှိဒီနေပါစီတော့အာမင်ယေရှုတမန်ရင်ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်သားပြီးကောင်းချီးပေးပါစီကျွန်တော်ဒီညနေပိုင်း live service ကတော့လာမယ့်တနင်္လာနေ့18ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်တဲ့အဲဒီနေ့ကျရင်၅ခုမြောက်အချက်ကိုဆက်ပြီးတော့ဆွတ်တောင်းသူတို့၌ရှိရမယ့်စိတ်နေသဘောထား၅ချက်မြောက်ကိုဆက်ပြီး နားထောင်သွားမှာဖြစ်ပါလေတကယ်ကြီးရှုသူအားလုံးကိုဖြတ်ရှင်တာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေ God bless you all